အားလုံးပဲမင်္ဂလာပါရှင်။မကျနာတရင်ကြနေရဲ့အော်တိုဘာလာ30ရက်နေ့ရေဒီယိုစီစဉ်သက်ဆက်ပြတော့မှာဖြစ်ပါရယ်။ပူတောင်မှာကြောက်ကြဖို့ထွက်တဲ့ကာလရောက်ပါပြီ။လမ်းပြစီပီပစ္စည်းတွေတည်ယူလို့မရသေးတာကြောင့်ခေါလဟူမျိုးနယ်ရီဒမ်ချီဝါကအကြောင်းသူကြောင့်သားတွေအဲဒီစာတင်ဆောင်နေမှာစာတင်ကြနေရဆဲဖြစ်ပါရယ်။စီအုပ်စုတက်ဖြတ်မှုကြောင့်အော်တိုဘာလာထဲကလေး35ရောက်တည်ဆုံခဲ့ပါရယ်။ဇာရိုက်တရင်ကိုသက်ဆက်ပြတော့မှာပါ။ကျမတို့အစီအစဉ်သက်ဆက်သူမိုင်းနေဖြစ်ပါရယ်။ စကိုင်းတိုင်းဒေသကြီးကတာမြို့ညောင်ခြေထောက်ခြေရွာကိုစစ်ကောင်မရှင်ကချက်လျင်နဲ့ပုံသုံးချိန်ခြေချခဲ့တာကြောင့်ပြည်သူ၅ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရှိခဲ့ရလို့ကတာမြို့နေပြည်သူအုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်လိုက်ပါတယ်။မနေ့ကအော်တိုဘာလ29ရက်နေ့ညစေနာရုံခွဲဝင်ချက်လောက်ကဘုံကြီးချောင်းဝင်းအတွင်းနဲ့ဝင်းအပြင်ကိုသာမကခြေရွာအတွင်းကိုလေပုံကြီးခဲ့ရလို့ဆိုပါတယ်။ဘုံကြီးခံရမှုကြောင့်ခြေရွာနဲ့အသက်60နှစ်အထက် မျိုးသားတဦးနဲ့အမျိုးသမီးတဦးအသက်40နှစ်အထက်အမျိုးသမီး2ဦးအသက်10နှစ်အရွယ်ကလေးတဦးတို့ထိဆောင်ခဲ့ပြီးအသက်60ကျော်အရွယ်အမျိုးသမီးကြီးတဦးအပါတခြားပြည်သူ6ဦးလည်းထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တာပါကျေးရွာတွင်ကပြည်သူတွေနေ14လုံးအပြင်ဘုံချီချောင်းဝင်းအတွင်မှရှိတဲ့ဓမာယုံနဲ့ဂယုနာပရာဟိတာကလည်းပျက်စီးခဲ့ရတယ်လို့ကတာပြည်သူအုပ်ချုပ်ရေးအဖွဲ့ရဲ့အထောက်ပြန်ချက်အရသိရပါရယ် စစ်ကောမရှင်တပ်ရဲ့ညအချိန်မတော်ပြည်သူတွေနေထိုင်တဲ့အခြေရွာကိုအကြောင်းမေးလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်အပြစ်မဲ့ပြည်သူတွေရဲ့အတက်အဝင်တွေထိခိုက်ဆုံးရှုံးခဲ့ရတယ်လို့လည်းဖော်ပြပါရှိပါတယ်။ပြည်သူလူထုအနေနဲ့မိမိဒေသမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးပို့ချင်နေဆိုရင်တော့မြစ်နာသတင်းချန်နယ်ရဲ့ Messenger ကနေဖြစ်စေဖုန်းနံပါတ်09956 333ကိုဖြစ်စေဆက်သွယ်ပေးပို့နိုင်ပါတယ်။ လမ်းပြစီပြီးပစ္စည်းတွေတည်ယူလို့မရတဲ့အကြောင်းခလွန်ဖူးမျိုးနယ်ရီဒမ်ဂျေဝါကအကြောင်းသူចောင်းသားတွေရည်ရည်စတင်ဆောင်နေမှာစတင်ကြနေရစေဖြစ်ပါတယ်။စောက်စိန်ကတစ်ဆက်ပေးမှာပါ။လမ်းပြစီပြီးပစ္စည်းတွေတည်ယူလို့မရတဲ့အကြောင်းခလွန်ဖူးမျိုးနယ်ရီဒမ်ဂျေဝါကအကြောင်းသူចောင်းသားတွေရည်ရည်စတင်ဆောင်နေမှာစတင်ကြနေရစေဖြစ်တယ်လို့သိရပါတယ်။ចောင်းဆောင်ပြန်လည်တည်ဆောက်ဖို့ဘတ်ဂျက်ကျပေမဲ့လမ်းပြစီပြီးတည်ဆောက်ရေးပစ္စည်းတွေတည်ယူလို့မရတဲ့အကြောင်းရည်ရည်ចောင်းဆောင်အရင်ဆောက်လုပ်ဖို့ပြင်ဆင်နေကြရလို့ ရီဒမ်ဂျေယောနဲ့နိဆတ်တူတူဦးကမစ်ချနာတရင်ချနယ်ကိုပြောပါရယ်လက်ရှိကျင်းကြီးကတော့အတင်းတော်ဘုရားကျောင်းနဲ့ဆွေးပေးခမှာရာယူနေတဲ့သူကဆက်တင်ရတယ်အခုဒီလုံဘာလာမှာရာယူတောင်းဆောင်ဆောက်တယ်အခုဒီလမ်းကမပေါက်သေးတော့ဘလို့မှအပြစ်ရှိတယ်ဘယ်လိုမရတဲ့အချိန်ကျတော့ဒီအသေးပါကျောင်းကိုမတူတာနဲ့ဒီမှာတစ်ခါကြည့်ပြီးမှမိုးကလည်းဒီရာယူတောင်းဆောင်ဆောက်တယ်လို့ပြောတာ ចောင်းဆောင်မျောပါသွားတဲ့နောက်ចောင်းသူចောင်းသားတွေကိုဖះចောင်းနဲ့ဆေးပေးခန်းတွေမှာခွဲပြီးတင် जा နေပြီမဲ့ရေရှည်အတွက်အဆင်မပြေတာနဲ့ယာယီចောင်းဆောင်မဖြစ်မနေလိုအပ်တာကြောင့်လာမယ့်နိုဝင်ဘာလမှာဆောက်လုပ်သွားဖို့ရှိရလို့သိရပါဗျ။ရီဒမ်နဲ့ခေါလံဖူကြားလမ်းကောင်းပြီမဲ့ရီဒမ်နဲ့နောင်မွန်ပူတာကိုဆက်သွယ်ထားတဲ့လမ်းဆမ်ဒုချက်နာကပျက်စီးနေတဲ့လမ်းတွေကိုပြုတ်ပြင်းနိုင်တာမရှိသေးတာကြောင့်ဆိုင်ကယ်နဲ့ပဲသွားလာလို့ရသေးတယ်လို့ဆိုပါဗျ။ရီဒမ်ကျေးရွာမှာចောင်းသူចောင်းသားအယောက်60ကျော်ရှိပါဗျ။ လက်တလောမှာတော့ဆိုင်ကယ်နဲ့သွားလာလို့ရတဲ့အတွက်စာရေးကိရိယာတွေအရင်ကလောက်ခက်ခဲတာမရှိတော့ဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မေလအကုန်ဘက်ကမိုးတိတ်ထန်စွာရွာသွန်းပြီးမြေရည်တွေမြင့်တက်လာတာကြောင့်ရီဒမ်ချေဝါကလူနေအိမ်တချို့နဲ့စာတင်ကျောင်းဆောင်နှဆောင်ရေထဲမျောပါသွားခဲ့တာဖြစ်ပါတယ်။ခေါလံဖူးမျိုးနယ်ဟာလမ်းပန်းဆက်တွေရေးခက်ခဲတဲ့ဒေတာတစ်ခုဖြစ်ပြီးရာသီဥတုဆိုးရွားမှုကြောင့်လမ်းပျက်စီးမှုတွေမကြာခဏဖြစ်ပွားလေရှိတဲ့ဒေတာဖြစ်ပါတယ်။ ဘူတောင်မှာကြောက်ကြဖို့ထထဲကာလာရောက်ပါပြီ။ထရိုဆာကဆက်လက်သစ္စာပေးမှာပါ။ပြီးခဲ့တဲ့အပတ်လောက်ကလေးကနေစာနဲ့ရခရီယူပြီးတော့မြချောင်းတွေနဲ့တော့ဘက်မှာသွားဆောင်နေကြပြီဖြစ်တယ်လို့ဘူတာအိုဒေတာခန်တူကပြည်ချနာတဲ့ကြံလေးကိုပြောပါတယ်အခုချိန်ကနေသွားဆောင်နေကြပြီသူကတော့သူကပြည်ချပြန်လာပြီသူလည်းအမကြည့်ဘူးသူကချိန်နဲ့ဒူပဲဆိုတော့အဲ့တော့ဒီအခုကလေးနဲ့သွားဆောင်နေကြတယ်နေရာဆောင်နေတော့ဘောနော်ဒီကလေးကရခရီတော့ဘူးကြတယ် အော်တိုဘာလဆံပိုင်းကနေဒီဇင်ဘာလဆံပိုင်းလောက်အထိတောက်ကျပိုးလျှောက်ပွဲကြတာဖြစ်ပြီးရေရှည်လာနေချီတွားရောက်ဆောင်ဆိုင်ရှာပွဲကြတာဖြစ်တယ်လို့ဆိုပါရယ်နိုဝင်ဘာလဆိုရင်တောက်ကျပိုးတွေပြန်ဆင်းလာတော့မှဖြစ်တာကြောင့်မြချောင်းတွေပဲတော်တော်များများထွက်သွားကြပြီဖြစ်တယ်လို့နောက်ထပ်ပူတာဦးဒေတာခန့်သူကလည်းအခုလိုပြောပါရယ်မြန်မာပြည်နဲ့တော်တော်များများလူကမ်းရဲ့ချောင်းပီးတွေဒီကူတော်မျိုးမှရှိတဲ့ဒီတော့ကဲများချောင်းတိုင်းကို အကုန်ထွက်တော့ပြီပေါ့ထွက်တော့ပြီတော့ဒီဘူအဒီရှိတဲ့ဘန်နဘောကုန်ဆင်းကျန်လာတော့မော်ကျန်လာရဲ့ဒီမှာခံရမှာပေါ့ဒီဘောကြီးတစ်ခုပေါ်လာလေရှေးလန်ခေါ်ကြောက်ကြဘူးအင်ဆက်တွေကိုအများအပြား ခါလန်စီယာဒမ်ယွမ်နဲ့ဖုန်ကန်မွေတွေတောင်းသွားတဲ့လန်တွေပဲအပြင်နောင်မွန်နဲ့ခေါလံဖိုးပဲဆိုရင် မေခမြစ်တကြောမှာရှာဖွေလေးရှိကြတယ်လို့သိရပါတယ်။နောင်မွန်မြို့နယ်မှာလည်းလွန်ခဲ့တဲ့အပတ်တွေကတည်းကကြောက်ကြဖို့ရှာဖွေဖို့မေခမြစ်ပဲသွားကြသူတွေရှိနေပြီလို့နောင်မွန်ဒေသခံသူစီကလည်းသိရပါတယ်။ကြောက်ကြဖို့တွေဟာတောင်ပေါ်ကနေမြချောင်းအတိုင်းအုတ်လိုက်ပြန်ဆင်းလာကြတာကြောင့်ရှာဖွေသူတွေဟာမြချောင်းနဘေးတွေမှာစောင့်ပြီးမိုးကာတွေပိုက်တွေနဲ့တာစီဖမ်းယူကြတယ် လို့ကြောက်ခဲတွေလံပြီးရှာဖွေကြတာဖြစ်တယ်လို့ဆိုပါတယ်။အရင်နှစ်တွေကတော့ကြောက်ကြဘူးတပိတ်တာကို၁၆ဒင်းကနေစိတ်သိမ်းဝန်းကျင်ထိစေရပြီးကြောက်ခဲတွေမှာရှိတဲ့ကြောက်ကြဘူးအသေးအမျိုးအစားဆိုရင်တော့၁၆ဒင်းကျော်အထိစေကောင်းရလေရှိတယ်လို့လည်းသိရပါတယ်။ ၆တဘူကိုဈေးကောင်းပေးဝယ်မှုတွေရှိလာတာကြောင့်အခုနှစ်တွင်နောက်ပိုင်းစီးပွားဖြစ်အနေနဲ့တွားရောက်ရှောက်ဖွေတာများလာတယ်လို့လည်းသိရပါတယ်။၆တဘူကိုဟင်းအဖြစ်ကျော်လို့စားသုံးကြတယ်လို့တရုတ်မှာဟင်းခအမွေးအကြိုင်နဲ့ဆေးအဖြစ်အသုံးပြုကြတယ်လို့သိရပါတယ်။ ဆေအိုးစုရဲ့တပြည့်မှုကြောင့်အော်တိုဘာလထိမအသက်16နှစ်အောက်အရွယ်ကလေးစစုပေါင်း35ယောက်တိတ်ဆုံခဲ့ရလို့နိုင်ငံရေးအချင်းသားများကူညီဆောင်ရှောက်ရေးအတွင်း ABP ရဲ့အချက်လက်တွေအရသိရပါတယ်။တိတ်ဆုံသူတွေထိမမင်းကလေး16ယောက်နဲ့ယောက်ျားလေး18ယောက်ဖြစ်ပြီး ABP ကအော်တိုဘာလ30ရက်နေ့အထိအကောက်ယူချတဲ့အစီအစဉ်တွေဖြစ်တယ်လို့ဆိုပါတယ်။တိတ်ဆုံရတဲ့အကြောင်းရင်းကတော့28ယောက်ဟာဆေအိုးစုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီး6ယောက်ကတော့ဆေအိုးစုရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်လို့သိရပါတယ်။ ဲ့ဒီအချိန်မှာရှမ်းပြည်နယ်ကဒေသုံသူ၁၀ယောက်နဲ့အများဆုံးဖြစ်ပြီးစကိုင်းတိုင်းကတော့ဒေသုံသူ၉ယောက်နဲ့ဒုတိယအများဆုံးဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီဒေသုံသူကလေး35ယောက်ကိုတော့နမင်းနဲ့တကွာအတီးပြုထားနိုင်ပြီးအတီးပြုဖို့လိုနေတဲ့နောက်ထပ်ဒေသုံသူကလေး၁၀ယောက်လေးဂျန်နေတေးရဲလို့ ABB ကဆိုပါတယ်။ ပြီးကြရအောင်တော့ပါလာ26ရက်နေ့ညနေ3နာရီလောက်ကရခိုင်ပင်နယ်ပုံနာချုံမြို့နယ်ကွမ်းတောင်ကျေးရွာကိုလူနာသွားတဲ့ဗရာဟီတာတစီကိုစေအိုစုကလေချောင်းဝါနေဒရုန်းနဲ့ပုံချက်တက်ခိုက်ခဲ့ပါတယ်။အရီပုံချိန်မှုကြောင့်ကားပေါ်မှာပါတဲ့ဗရာဟီတာအဖွဲ့ဝင်အသက်14နှစ်အရွယ်မောင်ထဲအောင်ဟိန်ခမောင်ထဲအောင်ဟိန်ကိုကိုလာဟာပုံစာထိမှန်ပြီးတိုက်ဆုံခဲ့ပါတယ်။ ABB ရဲ့စင်ရွေအရာတော့တနိုင်ငံလုံးမှာ ဟိုတိုဘာလာ30ရက်နေ့အထိဆေအိုစုရဲ့တပြည့်မှုကြောင့်နမိတ်တကွာအတီးပြူချနိုင်တဲ့ဒေဆုံပီသူ9423ယောက်ထိရှိလာပြီးအတီးမပြူနိုင်သေးတဲ့ဒေဆုံသူကတော့၄000ဝန်းကျင်ရှိနေတယ်လို့သိရပါဗျ။မြေမြုပ်မိုင်းနဲ့အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့သူတွေရဲ့အကြောင်းနဲ့မြေမြုပ်မိုင်းအနေရကိုဘယ်လိုရှောင်ကျဉ်ရမလဲဆိုတာအတူတူလေ့လာကြည့်ကြရအောင်။ ြင်းမြုပ်မိုင်းအနေနဲ့မြင်းမြုပ်မိုင်းတွေကြောင့်ကိုလက်အင်ကာဆုံရှုံသွားတဲ့သူတွေရဲ့အဖြစ်ဘလို့ကြိုတင်ကာကွယ်ရမယ်ဆိုတာနဲ့သူတို့ကိုဘလို့အကူအညီပေးနိုင်မလဲဘလို့အကူအညီချပါမလဲမြင်းမြုပ်မိုင်းဆိုတာမြေကြီးထဲမှာမြုပ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းတစ်ခုပါလူတရားကိုဓမ္မမဟုတ်ရင်သစည်းဖြတ်သွားမိတဲ့အခါပောက်ခွဲမှုဖြစ်ပြီးပြင်းထန်တဲ့ထိခိုက်ဒဏ်ရာတွေရနိုင်ပြီးတော့အတက်ကိုပါဆုံးရှုံးနိုင်ပါတယ် ညမျိုးမိုင်းကြောင့်ခြေတော့လက်ဒါမှမဟုတ်တခြားကိုလည်းအင်္ဂါအစိတ်ပိုင်းတစ်ခုခုဆုံးရှုံးသွားတဲ့သူတွေဟာအသက်ရှင်တယ်မိမဲ့သူတို့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားတာပါထိခိုက်နစ်နာသွားရတဲ့သူတွေရဲ့ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံရမှုတွေကိုလည်းလေ့လာကြည့်ကြရအောင်သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဟာပြင်းထန်ပြီးတော့နာတာရှည်နာကျင်မှုကိုဖြစ်စေနိုင်ပါတယ်လမ်းလျှောက်ဖို့မတက်ရက်ဖို့ခုံဖို့အရာဝတ္ထုတွေကိုဆုပ်ကိုင်ဖို့ကစားဖို့ဒါမှမဟုတ်လေးလံတဲ့အလုပ်တွေမှာ လုတ်ကင်ဖို့စားတဲ့ရေရှည်လုတ်ဆောင်မှုဆံရအခက်အခဲတွေကိုဖြစ်ပေါ်စေရာတွေးရပါတယ်။သူတို့ဟာလမ်းလျှောက်ဖို့အလုတ်လုတ်ဖို့နေ့စဉ်လှုပ်ရှားမှုတွေလုပ်ဖို့အခက်အခဲတွေကိုစိန်ခေါ်မှုတရအနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။စိတ်ပိုင်းဆံရထိခိုက်မှုတွေကရောဘာတွေဖြစ်မလဲ။မြင်မြုံမိုင်းကြောင့်ထိခိုက်ခံစားရတဲ့သူတွေဟာဆိုရင်စိတ်စိတ်တကြခြင်းစိတ်တန်ရာနဲ့အခြားစိတ်ချမ်းမာရေးပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါအပြင်မြေမြုပ်မိုင်းကြောင့်ကိုလက်အင်ကာဆုံးရှုံးသွားရတဲ့လူအချို့ကသူတို့ရဲ့အခြေအနေကြောင့်လူအများကြီးမှမနေရဲပဲအထီးကျန်ဆန်နေတတ်ပါတယ်။အိဆက်ချင်းဆိုင်ရာအခက်ခဲစိတ်ခံစားမှုပြောင်းလဲလာခြင်းအစာအသောက်ပြတ်ခြင်းအာယုံဆူဆိုက်ဖို့ခက်ခဲခြင်းစတဲ့မတူညီတဲ့အဆင့်တွေနဲ့ကြုံတွေ့နိုင်ပါတယ်။အခုလိုမြေမြုပ်မိုင်းတွေကြောင့်ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့သူတွေကိုခွဲခြားတာတွေမရှိပဲတန်းတူအခွင့်အရေးပေးပြီးစာနာဖေးမှရပါမယ်။ မြေမြုံမိုင်းတွေကြောင့်ရုပ်ပိုင်းဆိုင်ရာထိခိုက်ခံစားရတဲ့သူတွေဟာတမန်လူတွေထက်စိတ်ပိုင်းဆိုင်ရာပိုထိရှလွယ်သူတွေဖြစ်တဲ့အတွက်သူတို့ကိုတန်းတူညီမျှဆက်ဆံပေးပြီးစိတ်သက်ကိုထူထောင်နိုင်အောင်ကူညီပေးဖို့လိုအပ်ပါတယ်။စာနာနားလည်မှုပေးပါသူတို့ခံစားနေရတာတွေကိုနားလည်ပြီးကျင်နာစွာဆက်ဆံပါသူတို့ရဲ့စိတ်တန်ရာကိုစိတ်ရှည်တီးခံစွာစာနာပေးပါ စိတ်သက်ခွန်အားပေးပါအားပေးပါသူတို့ရဲ့စွမ်းအားတွေကိုအတိအမှတ်ပြုပါ အနိုင်ကျင့်တာပြည့်ရဲ့ပြုတာမျိုးလုံးဝမလုပ်ပါနဲ့အလုတ်ကင်ရနိုင်အောင် ကူညီပေးတာတင် जा ပေးတာ နေထိုင်ရေးအတွက်အထောက်ပံ့ပေးတာတွေဟာသူတို့ဘဝကိုနှောင့်နှံ့မရှိအောင်ကူညီနိုင်တဲ့နည်းလမ်းတွေဖြစ်ပါတယ်ဒီလိုဆိုရင် မြေမြုံမိုင်းအနေရတွေကိုဘယ်လိုကြိုတင်ကာကွယ်ကြမလဲကျွန်တော်တို့အနေရရှိတဲ့နေရာတွေကိုရှောင်ရပါမယ်အရင်ကတိုက်ပွဲဖြစ်ပွားခဲ့ဘူးတဲ့နေရာမိုင်းရှိသည်ဆိုတော့ဆိုင်းဘုတ်ရှိတဲ့နေရာဒါမှမဟုတ်တတိပိန်နမိတ်ပုံရှိတဲ့နေရာတွေကိုရှောင်ရပါမယ် စစ်ဖြစ်ခဲ့ဘူးတဲ့ဒေတာဘုံပေါက်ကွဲဖူးတဲ့နေရာဒါမှမဟုတ်အနည်းငယ်ရှိတယ်လို့အရေးထားတဲ့ဆိုင်းဘုတ်ရှိတဲ့နေရာတွေကိုဘယ်တော့မှမသွားပါနဲ့လမ်းကြောင်းတွေကိုပဲသွားပါလူသွားများတဲ့လမ်းကလန်ဒါမှမဟုတ်လုံချုံရေးတမတ်ထားတဲ့လမ်းကြောင်းတွေအတိုင်းပဲသွားပါလမ်းမေးဒါမှမဟုတ်လေကွင်းတောဆက်တွေထဲကိုဘယ်တော့မှ ဖြတ်မလျှောက်ပါနဲ့တတိထားเสียအရာတွေကိုဂယုစိုက်ပါ နေရာတကာဆွန့်ပစ်ထားတဲ့တန်တိုဒန်ဆစစ်ပစ္စည်းဒါမှမဟုတ်ပုံမှန်မဟုတ်တဲ့အရာဝတ္ထုတွေကိုတွေ့ရင်လုံးဝမထိပါနဲ့အဲ့ဒါတွေဟာမြေမြုပ်မိုင်းဒါမှမဟုတ်ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဖြစ်နိုင်တယ်ဆိုတာကိုကျွန်တော်တို့အမြဲတည်းထားဆင်ခြင်နေရပါမယ်တတိပေးချက်တွေကိုနားထောင်ပါဒေတာဆိုင်ရာအာဏာပိုင်တွေနဲ့အန္တရာယ်ကင်းရေးအဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့တတိပေးချက်တွေကိုအမြဲတမ်းဂရုစိုက်နားထောင်ပါ မြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပြန့်နှံ့တည်ရှိတဲ့နေရာမှာရောက်နေတယ်လို့တန်တရားရှိနေရင်လမ်းလျှောက်ချင်းမှာချက်ချင်းရပ်ပါလှုပ်ရှားမှုမပြုပါနဲ့တခြားသူတွေကိုအကွာအဝေးတစ်ခုမှနေစေပြီးကိုယ်အနီးနားကိုမလာဖို့တတိပေးပါမြေမြုပ်မိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေကိုထိကင်ချင်းဒါမှမဟုတ်အနာချင်းကတ်တာတွေကိုမလုပ်ပါနဲ့ကိုယ့်ရဲ့အနောက်ဘက်ကိုဂယုတစိုက်တေးချကြည့်ပြီးကိုယ့်ရဲ့ခြေလမ်းတိုင်းနောက်ကိုပြန်လှည့်ပါအနေရရှိတဲ့နေရာရဲ့အကြောင်းကိုရွာခေါင်းဆောင်တွေနဲ့ရက်ရွာမှာလူတိများတဲ့ပုံကိုယ်တွေ တငယ်ချင်းတွေမိသားစုနဲ့အခြားသူတွေကိုအတိပေးအကြောင်းကြားပြီးအခြားသူတွေကိုလည်းပြောပြဖို့တိုက်တွန်းပါဒီမြေမြုပ်မိုင်းတွေရဲ့အန္တရာယ်ဘာတွေလဲဆိုတော့မြေကြီးထဲမှာပုံကွယ်နေတာမို့မျက်စိနဲ့မြင်ဖို့ခက်ခဲပါတယ်ဒါအပြင်သူတို့ကိုဖျက်ဆီးမပစ်သေးတဲ့တွေနှစ်ပေါင်းများစွာအလုံးလုံးနေနိုင်ပါတယ်ဒီမြေမြုပ်မိုင်းတွေဟာကလေးတွေဆော့ကစားတဲ့နေရာလေယာမြေလမ်းနဲ့တောနီးရာအနီးမှာရှိနေတတ်တာမို့ဘသူမဆိုအနေရနဲ့ရင်ဆိုင်နိုင်ပါတယ်မြေမြုပ်မိုင်းတွေဟာတနာရီအတွင်းအသက်ဆုံးရှုံးစေသလို တဘောအလုံးအပြောင်းလဲဖြစ်စေတတ်ပါတယ်။အန္တရာယ်ကိုတိပြီးရှောင်ကျဉ်နိုင်ဖို့ကာကွယ်နိုင်ဖို့ကျွန်တော်တို့အားလုံးအတွက်အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။မြစ်နာသတင်းချန်နယ်ရေဒီယိုအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ရက်နေ့တောက်ကြနေ့အထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ ချင်းပြည်နယ်တွင်းအနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျွန်တော်သတင်း channel app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။